။အဘသာဆူရီဆူမိုမာဒီကူဒရာမင်္ဂလာပါ။ဒီနေ့တော့ရွေးကောက်ပွဲကိုစတင်မဲ့လူထုသဘောထားစစ်တမ်းနိုဝင်ဘာလအတွင်းကောက်မယ်ဆိုတဲ့တဲ့။ ကပါစာ23အဝင်လမ်းပေါ်မှာရှိတဲ့ရွှေပင်ဂိတ်စခန်တိုက်ခိုက်ခံရပြီးတဲ့နောက်မှာအနီးအနားကရက်ွက်နေအိမ်တွေကိုစစ်ကော်မရှင်မိရှုတဲ့တဲ့နဲ့မူလီဝါဒစခန်မှာစစ်ကော်မရှင်တဲ့ဝါဒဖြန့်ထပ်ပုံရိုက်နေစဉ်အေအေရဲ့လက်နက်ကြီးထိမှန်ပြီးတော့အစုလိုက်အပြုံလိုက်တိုက်ဆုံတဲ့တဲ့စတဲ့တဲ့တွေအပါအဝင်ဖရက်ဖိုင်ရဲ့ဒီနေ့နိုဝင်ဘာလ18ရက်နေ့အတွက်နေ့စစ်တဲ့တဲ့တွေကိုကျွန်မအင်းကတင်ဆက်ပေးပါမယ်။ စ်ကော်မရှင်ရဲ့ရွေးကောက်ပွဲပေါ်ပြည်သူတွေဘလို့သဘောထားရှိလဲဆိုတာကိုဖော်ပြမယ်။2025မြန်မာလူထုသဘောထားစစ်တမ်းကိုနိုဝင်ဘာလ16ရက်နေ့မှာစတင်ကောက်ယူနေပြီလို့သိရပါဗျ။ဂျပန်မြန်မာဖြူချန်ကွန်ဖရက်ကအဆောင်ရွက်တဲ့အဲ့ဒီသဘောထားစစ်တမ်းကိုနိုဝင်ဘာလ16ရက်နေ့မှာစတင်ကောက်ယူနေပြီးတော့နိုဝင်ဘာလ30ရက်နေ့မှာတော့တက်မှတ်ကာလပြည့်မှာဖြစ်တယ်လို့ရရှိလာတဲ့စစ်တမ်းရလဒ်တွေကိုနိုင်ငံတကာအတိုက်အဝန်းနဲ့အဖွဲ့အစည်းတွေစီကိုတင်ပြမှာဖြစ်တယ်လို့သိရပါဗျ။ စစ်အုပ်စုရဲ့ရွေးကောက်ပွဲဟာမြန်မာလူထုရဲ့စံနာနဲ့ဘလောက်ထင်ဟန်နေတယ်လဲဆိုတာကိုနိုင်ရှင်းဖို့အချက်အလက်လိုအပ်တဲ့အတွက်မြန်မာပြည်သူတွေကဒီစစ်တမ်းမှာလူဦးရေတန်းနဲ့ချီများများပါဝင်ပြီးတော့မိမိတို့ရဲ့စံနာကိုထုတ်ဖော်တင်တယ်လို့လည်းသူကပြောပါတယ်စစ်ကော်မရှင်ဟာရွေးကောက်ပွဲအပိုင်းတစ်ကိုလာမဲ့ဒီဇင်ဘာလကောက်မှာကျင်းပဖို့ဆောင်ရွက်နေပြီးတော့ရွေးကောက်ပွဲပေါ်ဝေဖန်မြင့်အောင်ဖန်ဆီးထောင်ချတာတွေပြုလုပ်နေပါတယ်။ ြီးခဲ့တဲ့နိုဝင်ဘာလ15ရက်နေ့မနေ့ကမကွေးတိုင်းကျောမြို့အမှတ်နဲ့ရက်ကွက်ရွှေပင်ရွာကာကွယ်ရေးပစ္စည်းစစ်ရုံအမှတ်23အဝင်လမ်းမှာရှိတဲ့ရွှေပင်စစ်စေရေးဂိတ်စခန်းကိုတော်လရေးတပ်တွေကတိုက်ခိုက်ခဲ့ရာစစ်ကော်မရှင်တပ်ရဲ့တပ်ကြက်ကြီးတူအပါအဝင်9ဦးသေဆုံးခဲ့လို့သိရပါဗျ။ကန့်ကောခရိုင်တပ်ရင်18 19 drone တပ်ရင် YDF နဲ့ကြောတိုက်နယ်ဘက်ကဖောက်ပူပေါင်းပြီးအဲ့ဒီစခန်းကိုမနေ့6နိုင်လောက်မှာစတင်တိုက်ခိုက်ခဲ့တာလို့သိရပါဗျ။ ဂိတ်စခန်းတိုက်ခိုက်ခံရပြီးညနေ၄နာရီမှာတော့စစ်ကောင်မရှင်တပ်ဟာအနည်းအနာကရွှေပင်ရက်ကွက်မှာရှိတဲ့နေအိမ်တွေကိုမိရှုနေရလို့သိရပြီးတော့ဒေသခံပြည်သူတွေလည်းထွက်ပြေးသိမ်းရှောင်နေရကမနေ့ကအထည်နောက်ဆုံးသိရှိထားတဲ့သတင်းအချက်လက်တွေအရနေအိမ်35လုံးကိုစစ်ကောင်မရှင်တပ်ကမိရှုခဲ့ပြီလို့သိရပါဗျာ။ ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မင်းပြင်ကျေးရွာမှာရှိတဲ့မိုးလေဝသရေဒီယိုတာဝါတိုင်စခန်းကုန်းမှာပြီးခဲ့တဲ့နိုဝင်ဘာလ14ရက်နေ့ကစစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဝါဒဖြတ်တပ်ပုံရိုက်နေစဉ်အေအေကပစ်ခတ်တဲ့လက်နက်ကြီးထစ်မှန်ပြီးတော့အစုလိုက်အပြုံလိုက်တိစုံခဲ့တယ်လို့သိရပါတယ်။အဲ့ဒီဖြစ်စဉ်မှာစစ်ကော်မရှင်တပ်ဖွဲ့ကဘယ်နှဦးထိခိုက်တိစုံနေဆိုတာကိုတော့အတိအကျအတိမပြုတ်နိုင်သေးတယ်လို့ဒီကိစ္စနဲ့ပတ်သက်ပြီးစစ်ရဲဝါဒဖြတ် channel တွေကလည်းနှုတ်ဆက်နေတာကိုတွေ့ရပါတယ်။ အဆိုပါတာဝါတိုက်စခန်းဟာကြောက်ဖြူမြို့ရဲ့တောင်ဘက်15မိုင်အကွာကြောက်ဖြူရန်ကုန်အဝေးပြေးကားလမ်းမှပဲမင်းပြင်ကြီးရွာမှာတည်ရှိတာဖြစ်တယ်လို့ဒေသခံတွေထံကနေသိရပါဗျ။မကွေးတိုင်းပေါ့မြို့နယ်မှာစစ်တောင်းထိုးမီးရှို့နေတဲ့စစ်ကော်မရှင်စစ်တောင်းနဲ့ထိတွေ့တိုက်ပွဲ၂ကြိမ်ဖြစ်ပွားခဲ့ပြီးတော့စစ်ကော်မရှင်တပ်ဖွဲ့ဝင်16ဦးသေဆုံးခဲ့တယ်လို့ပေါ့မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပပကဖကတည်င်းထုတ်ပြန်ထားပါဗျ။ စစ်ကော်မရှင်တရဲ့မိထီလာအခြေဆိုင်တပ်မ99လက်အောက်ခံအမတ်74အမတ်79ခမရတရကိုပူပေါင်းစစ်ကြောင်းဟာပြီးခဲ့တဲ့အော်တိုဘာလ30ရက်နေ့ကစပြီးအင်အား400လောက်နဲ့ပေါင်မြုပ်နဲ့အတွင်းကိုစစ်တောင်းတို့ဝင်ရောက်လာခဲ့ရာနိုဝင်ဘာလ3ရက်နေ့နဲ့5ရက်နေ့တို့မှာတော်လေးပူပေါင်းတပ်ဖွဲ့တွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့တာလို့သိရပါဗျ။ ပြီးခဲ့တဲ့နိုဝင်ဘာလ3ရက်နေ့ပေါ့မြုတ်နယ်တောင်ပိုင်းကြောက်ကာရွာအနီးမှာဖြစ်ပွားခဲ့တဲ့ပထမအကြိမ်တိုက်ပွဲမှာစစ်ကော်မရှင်တပ်ဖွဲ့ဝင်၁၀ဦးတေဆုံးပြီးတော့ပောက်ပကဖားနယ်မကွေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ MGYPTF တို့ပါဝင်တိုက်ခိုက်ခဲ့တဲ့အဲ့ဒီတိုက်ပွဲမှာပကဖားရဲဘော်တို့ဦးလည်းထိမှန်ကြဆုံခဲ့တယ်လို့ထုတ်ပြန်ချက်အရသိရပါဗျာ။ စကိုင်းတိုင်းပမောက်မြို့မှာရှိတဲ့တော်လရေတက်တွေတင်းယူထားရနှစ်တလစခန်းကိုစစ်ကော်မရှင်ကလေချောင်းနဲ့ဘုံအလုံး60လောက်ကြေးချတိုက်ခိုက်ခဲ့တဲ့အပြင်အသေးခံ drone တွေပါတုံးပြီးတော့ထိုးစစ်ဆင်နေတယ်လို့သိရပါဗျ။ ပြီးခဲ့တဲ့နိုဝင်ဘာလ15ရက်နေ့မနေ့17နိုင်လောက်မှာနာတာလာစခန်းကုန်းကိုဝိုက်သွဲနေရတဲ့ဘုံအလုံး60လောက်ကျဲချခဲ့ပြီးတော့ရှမ်းနီတက် SNA နဲ့စစ်ကော်မရှင်ပူးပေါင်းတပ်ဟာစခန်းကုန်းရဲ့ခြံစည်းရိုးနာအထိကက်လာခဲ့တယ်လို့တိုက်ပွဲအတွင်း Federal FN ရဲ့တင်ပြအရေးမြစ်ကပြောပါတယ် တိုက်ပွဲမှာ SNE နဲ့စစ်ကော်မရှင်တပ်ဖက်ကအထိအခိုက်များနိုင်တယ်လို့တော်လရဲတပ်ဖွဲ့တွေဘက်ကခန့်မှန်းထားသလိုပြီးခဲ့တဲ့နိုဝင်ဘာလ15ရက်နေ့တိုက်ပွဲမှာ SNE နဲ့စစ်ကော်မရှင်တပ်ဖက်ကအုံပြုခဲ့တဲ့အသေးခံ drone ၃စင်းကိုလည်းတင်ဆက်ရမိခဲ့တယ်လို့သိရပါဗျ။အဲ့ဒီတရက်ထဲမှာပဲစစ်ကော်မရှင်လေတပ်ကဂျက်ဖိုက်တာတစ်စီးနဲ့ဘုံးနှလုံးထပ်မံကျဲချတိုက်ခိုက်ခဲ့တယ်လို့လည်းသိရပါဗျ။ ဒီနေ့နိုဝင်ဘာလ19ရက်ဖရက် FN ရဲ့နေ့စတဲ့သတင်းတွေကိုကြားခဲ့ရတာပါကျမအင်းနေပါရှင်